င်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်တပြည်လုံးနှီးပါတိမ့်ပိုက်နိုင်မှုအတွက်လက်တကန်းအလို့ရောက်နေပြီလို့အာရခတတော်အေအေကတရားဝင်ထုတ်ပြန်လိုက်ပြီးရခိုင်ပြည်သူတွေကိုလည်းအရင်တပ်ပုံမှုစစ်ရေးတတိရှိကြဖို့အလေးနဲ့တိုက်တွန်းထားပါတယ်စကိုင်းတိုင်းကရွှေဘုံမြို့နယ်မှာတီလုံးကျေးရွာပြူစော့တီတွေကိုတော်လန်ရေးတပ်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေအတွက်ပြူစော့တီခေါင်းဆောင်ဝင်းစုံအောင်စုတူကတော့တခါတည်းသေသွားပြီ လို့ရွှေဘိုဘူမီကျောင်းအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ကင်ဘီနဲ့ကော့ကရိတ်မြို့နယ်ကတီဖိုဆန်ကျေးရွာအနီးမှာအချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဖြတ်တောက်တိုက်ခိုက်ချေမှုမှုအတွေ့စစ်တပ်ဘက်ကရှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးစစ်သားတွေရဲ့မတားအလောင်းတွေဟာမြေပြင်မှာဒီအတိုက်ပြန်ကျဲနေတယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ရခိုင်တပြည်လုံးနှိပါသိမ့်ပိုင်နိုင်မှုအတွက်လက်တကက်အလို့ရောက်နေပြီလို့အရခတ်တော်အေအေကတရားဝင်ထုတ်ပြန်လိုက်ပြီးရခိုင်ပြည်သူတွေကိုလည်းအရင်ထက်ပိုမိုစည်ရည်တည်းရှိကြဖို့အလေးနက်တိုက်တွန်းထားပါသေးတယ်။ဒါကြောင့်တော့အောက်တိုဘာလ31ရက်နေ့ညပိုင်းကပဲအရခတ်တော်အေအေကတရားဝင်ထုတ်ပြန်အသိပေးလာတာပါ။လက်ရှိအကြံဖတ်စစ်တပ်ဟာရခိုင်တပြည်လုံးကိုလက်လွတ်ဆုံးရှုံးရဖို့လက်တကက်အလို့ကိုရောက်နေပြီဖြစ်တဲ့အကြောင်းဒီအတွက်ညီတော်မဟာမိတ်၃ဘွဲ့တဲက စစ်တပ်နဲ့အပြစ်မရက်ပဲတပွဲတဲ့ကြံနေတဲ့အာရခတတော်အီအီအနေနဲ့ကတော့မျှော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်အတိုင်းအပြစ်ဝအကောင့်ထဲပေါ်ဖို့ရခိုင်လူမှုနဲ့အတူလက်တွဲပြီးအစွမ်းကုန်စ조사နေတယ်လို့အီအီရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။လက်ရှိမှာလည်းအာရခတတော်အီအီအနေနဲ့ရခိုင်တပြည်လုံးနှိပါသိမ့်ပိုက်နိုင်မှုအတွက်လက်တကန့်အလို့ကိုရောက်နေပြီဖြစ်တဲ့အပြင်ရခိုင်ဒေသနဲ့ဆက်ဆက်နေတဲ့ဘကိုးတိုင်းမကွေးတိုင်း AR တိုင်းနဲ့ AA စစ်ရေးလှုပ်ရှားတဲ့နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ကိုဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာတော့စီးရင်နိုင်ငံရေးအဖက်ဖက်မှာရှုံးနိမ့်နေတဲ့အကြမ်းဖက်စစ်တပ်ဟာညီနောင်မဟာမိတ်သုံးဘွဲ့တဲက MNDAA နဲ့ TNL ကိုတရုတ်အကူအညီနဲ့ရှမ်းမြောက်မှာအပြစ်ရမှုပြုလုပ်ပြီးတဲ့နောက်အဲ့ဒီဘက်ကစီးရင်နယ်မြေကျုံသွားတဲ့အတွက်ရခိုင်ပြည်နယ်အပအဝင်နိုင်ငံတော်ကကျန်တဲ့နေမြေတွေမှာအချက်ဖက်စစ်တပ်ကရဲသားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေပုံမိုတုံ့မြင့်လှုပ်ဆောင်ပြီး စစ်ရာဇဝတ်မှုတွေကိုဇက်တိုက်ကျူးလွန်လာနေတယ်လို့အေအေးရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါကြောင့်ရခိုင်ပြည်သူတွေအနေနဲ့အရင်တက်ပို့ပြီးနေညာမရွေးစည်ရည်တတိရှိကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့လည်းအရခတတော်အေအေးကအတိပေးထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကတိဖို့ဆန်ချေရအနီးမှာအချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဖြတ်တောက်တိုက်ခိုက်ခြင်းမှုအတွေ့စစ်တပ်ကရှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြပြီး အဲ့ဒီစစ်သားတွေရဲ့မပါလောင်းတွေဟာမြေပြင်မှာဒီအတိုင်းပြန်ကျဲနေတယ်လို့စစ်ရေးသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။တရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေတိုက်ခိုက်မှုအတွင်းအတုံယုံသိနေကြတဲ့စစ်သားတွေရဲ့မပါလောင်းတွေကိုဟိုနေရာဒီနေရာပြန်ကျဲနေတဲ့အတိုင်းမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့အောက်တိုဘာလ31ရက်နေ့ကပဲကော်ဂရိတ်မြို့နယ်ကတီပူဆန်ခြေရွာအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကတော်လှန်ရေးတပ်တွေကလမ်းကနေဖြတ်တောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်တပ်ကထိခိုက်သိမ်းဆုံးမှုတွေတော်တော်ကိုများသွားပြီးတဲ့နောက်စစ်ကြောင်းတကြောင်လုံးပြန်ဆုတ်ပြေးသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လာရေးတက်တွေကပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာကိုနည်းမြတ်တရှင်းတဲ့အချိန်စစ်တပ်စစ်ကြောင်းကပြန်မတဲပဲကြံခဲ့တဲ့စစ်သားမသားအလောင်း၈လောင်းကိုဒီအတိုင်းမြေပြင်မှာပြန်ကျဲနေတာတွေတွေ့ခဲ့ရတယ်လို့ကရင်စစ်ရေးသတင်းရှင်းမိကပြောထားပါတယ်လက်ရှိကော့ဂရိတ်မြို့နယ်မြောက်ပိုင်းနယ်တောင်ပိုင်းတွေမှာဒေါ်လာရေးတက်တွေနဲ့အကြမ်းဖက်စစ်တပ်အကြတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေသလိုအဲ့ဒီတိုက်ပွဲတွေအတွင်းမှာလည်း စစ်တပ်ဘက်ကတီးတီးတိတ်ကုန်ကြတဲ့စစ်သားမပါအလောင်းတွေဟာအခုလိုပဲပုံအောနေတယ်လို့ကရင်စစ်ရေးတရင်အရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကရွှေဘုံမြို့နယ်မှာတီလုံးကျေးရွာပြူစော့တီတွေကိုတော်လန်ရိတ်တက်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေအတွေ့ပြူစော့တီခေါင်းဆောင်ဝင်းစော်အောင်ဆိုသူကတော့တခါတည်းသေသွားပြီလို့ရွှေဘုံဘုံမီเจ้าအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ အော်တိုဘလ28နေ့နဲ့29ရက်နေ့တွေကပဲရွှေဘုံမြို့နယ်အနောက်ချမ်းတီလုံးချေးရွာကပြူစောထီတွေကိုဒေါ်လာရင်းတတွေက drone နဲ့ဘုံသီးတွေဇက်တိုက်ကြဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခတ်မှုတွေအတွေ့ပြူစောထီခေါင်းဆောင်ဝင်းစောအောင်ဆိုသူကတော့ drone ဘုံစာမိပြီးတခါတည်းတိတ်သွားတဲ့အပြင်နောက်ထပ်ပြူစောထီ၄ဦးလည်းဒဏ်ရာတွေရထားတယ်လို့ရွှေဘုံဘုံမီကျောင်းအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလေအဲ့ဒီမှာပေသွားတဲ့ပြူစောတိကောင်းဆောင်ဝင်းစောအောင်ရဲ့မပါလောင်းကူတော့နိုဝင်ဘာလ၁ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မိတဲ့ဂျိုလိုက်ကြပြီလို့ရွှေဘိုဘုံပြီးကြောင်းအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျာတပတ်မှာလေရှမ်းပြည်နယ်ကရွှေငံမြို့နယ်မှာရိတ်ခတ်တဲ့ပြီးပြန်လာတဲ့အချက်ပစစ်တပ်တပ်သားတွေကိုတော်လိုင်းတပ်တွေကကြဖြတ်တက်ခတ်မှုအတွေ့စစ်တပ်ဘက်ကနှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်တနက်တလက်ကိုပါတိမ်းစီရရှိခဲ့တယ်လို့ဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ30ရက်နေ့ကပဲ ရွာငံမြို့နယ်ရင်းနှဲကျေးရွာအနီးမှာရေခါတဲပြီးပြန်လာတဲ့အကြံဖက်စစ်တပ်တပ်သားတွေကိုဒေါ်လိုင်းတပ်တွေကကြားပြတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်တပ်ဘက်ကနှစ်ဦးကတော့အတိအသီးတေကုံကြပြန်တဲ့အပြင်နောက်ထပ်တဦးကဒဏ်ရာရသွားပြီးထွက်ပြေးသွားကြတယ်လို့အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကနေတနက်တလက်ကိုပါဒေါ်လိုင်းတပ်တွေကတင်စီရရှိခဲ့တယ်လို့ဒနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတဖက်မှာလေ မကွေးတိုင်းမြိုင်ညွတ်နယ်တောင်ပိုင်းကတရက်ကံပြူစော့တီရွာအနောက်မြောက်ဘက်မှာမြေဘဲကင်းနဲ့နွားစာရိတ်ဖို့ထွက်လာတဲ့ပြူစော့တီတအူကိုတော်လန်ရေးတပ်တွေကစနိုက်ပါရိုင်ဖယ်နဲ့ပစ်ခတ်ရမှာနေရာမှာပဲပွဲစင်းပြီးကိုတိတ်သွားပြီလို့ပြည်သူလွတ်မြောက်ရေးတပ်ပေါင်းစုတာဝန်ခံကိုမိုးကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ၁ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြိုင်ညွတ်နယ်တောင်ပိုင်းကတရက်ကံပြူစော့တီရွာအနောက်မြောက်ဘက်မှာ ညီပဲကင်းတဲ့ကိုနွားစာရိတ်ဖို့ဒဇင်ကင်ပြီးခတ်တီတီနဲ့ထွက်လာတဲ့ပြူစော်တီတအုပ်ကိုတော်လန်ရိတ်တပ်တွေကစနိုက်ပါရိုင်ဖယ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ဒေါ်လန်ရိတ်တပ်တွေပစ်ခတ်လိုက်တဲ့စနိုက်ပါကြီးဟာဒဇင်ကင်ထားတဲ့ပြူစော်တီရဲ့ယင်ဘက်ကိုထုတ်ချွန်းပေါက်သွားပြီးနေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတယ်လို့အဲ့ဒီမြင်ကွင်းကိုအတိုင်းသားမြင်တွေ့ခဲ့ရတယ်လို့လေပြည်သူလွတ်မြောက်ရေးတပ်ပေါင်းစုတာဝန်ခံကိုမိုးကရှင်းပြထားပါတယ်အဲ့ဒီနော် ပူစောတီရွာတွေကသူတို့စစ်ကူတွေရောက်လာပြီးပဝင်းချင်းကိုတနက်နဲ့ပစ်ခတ်ပြီးမှတည်သွားတဲ့ပူစောတီရဲ့မပါအလောင်းကိုတည်သွားကြတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပကိုးတိုင်းရီတာရှင်မြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူအယောက်90ကျော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးခြေရွာ၃ရွာကိုဇက်တိုက်မိရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရှင်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အောက်တိုဘာလအတွင်းမှာပဲ ရေတာရှင်မြို့နယ်ကစစ်တောင်းမြစ်အရှိဘက်ကိုစစ်ကြောင်းထိုးနေတဲ့အချမ်းဖက်စစ်တပ်ဟာပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးတော့အရှိကနေလမ်းပြလုခိုင်းပြီးခြေရွာတွေကိုစစ်ကြောင်းထိုးမိရှုဖျက်ဆီးတာတွေလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်လက်တလော့တရှိထားချက်အရတဲ့အချမ်းဖက်စစ်တပ်စစ်ကြောင်းဟာပိနေပင်ရွာရွှေတောင်ရွာတက်နေကဲလင်းစိတ်ခြေရွာ၃ရွာကိုဇက်တိုင်းမိရှုဖျက်ဆီးထားတယ်လို့လေဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိအဲ့ဒီအချမ်းဖက်စစ်တပ်စစ်ကြောင်းကလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူဟာအယောက်90ကျော်အထိရှိထားတဲ့အပြင် အဲ့ဒီပြည်သူတွေကိုစစ်တပ်ကလက်ရှိအချိန်ထိပြန်လွတ်မပေးသေးပဲသူတို့စစ်ကြောင်းတွားရလမ်းတစ်လျှောက်မှာအရှိကနေလူသားတိုင်းပုံစံနဲ့အသုံးပြုပြီးလမ်းပြလုတ်ခိုင်းနေတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကယ်တင်နိုင်မှုနဲ့မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကနေအချိန်မီဘလို့ကာကွယ်ကြမှာလဲလို့ကုလသမဂ္ဂကိုတမကြီးဦးကျော်မိုးထွန်းကမေးခွန်းထုတ်လိုက်ပြီး မြန်မာစစ်တပ်ကိုအေးအေးယူမှုမရှိရင်ပြည်သူတွေခံစားနေရတဲ့ဒုက္ခဆင်းရဲတွေဟာပုံမပြင်းထန်လာလိမ့်မယ်လို့လည်းတတိပေးပြောဆိုသွားပါတယ်။ဒါကြတော့အော်တိုဘလ31ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကကုလသမဂ္ဂရုံးချုပ်မှာကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရည်ရွယ်မှုရေးရာကော်မတီအစည်းအဝေးအတွေ့လူခွေးရေးကောင်စီဥက္ကဋ္ဌနဲ့အပြန်အလှန်ဆွေးနွေးရတဲ့အချိန်တမန်ကြီးဥကြုံမှုထုံးကမေကွန်းထုတ်ပြောဆိုသွားတာပါအဲ့ဒီမှာအတိအကပြောသွားတာကတော့မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကဲ့တင်နိုင်မှုနဲ့ပြည်သူတွေအပေါ်မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာအရင်ကတက်ကူပုံမကျူးလွန်လာနေတဲ့အတွက်ဒါတွေကိုအချိန်မီကာကွယ်နိုင်မှုကုလသမဂ္ဂအဖွဲ့အနေနဲ့ဘလို့လှုပ်ဆောင်ရမယ်လို့ထင်မြင်ပါတယ်ဆိုပြီးတမ္မကြီးဥကြုံမုထုံးကကုလအစည်းအဝေးအတွင်းမှာမေကွန်ထုတ်လိုက်တာပါလက်ရှိအချိန်အထိလည်းမြန်မာအကြမ်းဖက်စစ်တပ်ဟာရသပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေအပောင်ဝင် ကြီးလေးတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုပျောင်ပျောင်တင်းတင်းဆက်လက်ကျူးလွန်နေုံနဲ့မကအဲ့ဒီသူတို့ရဲ့အပြစ်တွေကိုဖုံးဖို့အတွက်လက်ရှိမြန်မာနိုင်ငံရဲ့ပဋိပက္ခတွေပြင်းထန်နေတဲ့အခြေအနေကြီးမှာကိုတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့သူတို့စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုလှုပ်ဖို့ပြင်ဆင်နေတာတွေဟာမလို့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာအခိုင်အမာတသက်ပြနေပြီအဲ့ဒီစစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကြောင့်ပဲ မြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေပိုပြီးဖြစ်ပေါ်စေမှာပါဖြစ်တယ်လို့တမ္မကြီးဥကြုံမုထုံကထောက်ပြပြောဆိုသွားပါသေးတယ်။အဲ့ဒီအတွက်နိုင်ငံတကာအပိုင်းအဝအနေနဲ့မြန်မာစစ်အုပ်စုကပြင်ဆင်နေတဲ့အတူယောင်ရွေးကောက်ပွဲကိုဝိုင်းဝန်းကန့်ကွက်ကြဖို့နဲ့မြန်မာပြည်သူတွေကိုစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကနေကယ်တင်နိုင်မှုအရေးယူမှုတွေဆုံးဖြတ်ချက်တွေကိုအမြန်ဆုံးချမှတ်ဆောင်ရွက်ပေးဖို့တမ္မကြီးဥကြုံမုထုံကတောင်းဆိုသွားပြီးမြန်မာစစ်တပ်ကိုအရေးယူမှုမရှိရင် ပြည်သူတွေခံစားနေရတဲ့ဒုက္ခဆင်းရဲတွေဟာပုံမှုပြင်းထန်လာလိမ့်မယ်လို့လည်းတတိပေးပြောဆိုတော့ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ